တက်ရှင်တော်မူသောထာဝရဘုရား၏နာမတော်ကိုချီးမွမ်းပါれ။ယင်းသူတို့ကစဉ်စားစဉ်ကျင်နှလုံးသွင်းနိုင်ဖို့ရန်တွင်ရှမာတက်ခရွင့်ကျမ်းခန်းကြီး6အခန်းငယ်33ဘုရားသခင်နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှုစွာ ရှာချလော့။နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလေတံ။ဒီနေ့တမန်ကျမ်းစာကဖော်ပြတဲ့အခါယုံကြည်သူဖျားသားသမီးတွေဟာ နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းတရားကိုရှေးဥစွာရှာကြဖို့ရန်တွင်မိန့်မာတာဖြစ်ပါတယ်။လိုအပ်တဲ့အရာတွေနောက်မှထပ်၍ပြီးမယ်လို့မိန့်မာပါတယ်။ဒီနေ့နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းဆိုတာပါလေ။ဖျားသခင်ကိုဥစားပြီးခြင်းနဲ့တူဘုရားသခင်စကားတော်၌သက်ရှင်ခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်ကိုမိမိကိုယ်တိုင်ပိုင်ရှိပြီးလက်ခံယုံကြည်တော်ဘုရားသားသမီးတွေဟာဘုရားစကားတော်ထဲ၌အသက်ရှင်လျှောက်လန်းတော်အသက်တာဖြစ်ပါတယ်။ ဒါကြောင့်ဘုရားစကားတော်ကိုစာငတ်တတ်သောနှလုံးသားဘုရားကိုဥထိတ်သားတော်အတ္တတာဖြစ်ဖို့အရင်ဥစွာ ရှာတတ်ဖို့လိုတယ်ဆိုတာကိုရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး633ကဖော်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ခရစ်တော်နဲ့သူတွာလာသက်ရှင်နဲ့ဘုရားနဲ့သူသက်ရှင်တော်ဘုရားသားသမီးတွေအတွက်ဘုရားကလိုအပ်တဲ့အရာကိုထိုက်ပြီးပေးမယ်လို့ပြောပါတယ်။သင်ပါလိုနေတယ်လေလိုအပ်တဲ့အရာဘုရားပေးမှာဖြစ်ပါတယ်။ သင်ပါ ဖြစ်ခြင်းတည်းဖြစ်ခြင်းတဲ့အရာကိုဘုရားကဖြည့်ဆည်းပေးမှဖြစ်ပါတယ်။ဒါပေမဲ့ပရမအူဆုံးအသက်တာမှာလိုအပ်တဲ့အရာကတော့နိုင်ငံတော်နဲ့ဖြောက်မှတ်ခြင်းနဲ့ဆိုင်တဲ့ဘုရားစကားတော်ကိုရှေးဥစွာရှာတတ်တဲ့အသက်တာဖြစ်ဖို့လိုအပ်ပါတယ်။ဘုရားစကားတော်ကိုရှာတော့အသက်တာဟာဒီနေ့အသက်တာထဲမှာလိုအပ်တဲ့အရာဘုရားကတာဝန်ယူပေးမယ်ဆိုတာကိုဒီမိမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။ဘုရားစကားဟာအင်မတန်ကြီးပါတယ်။ အတ္တရဲ့အောင်မြင်ခြင်းတက်တာရဲ့ကြောစောကိဋ္ဌီဒီလှုပ်ဆောင်နေတဲ့မြတ်အရာအလုံးဟာရှေးဥစွာရှာတတ်တဲ့နိုင်ငံတော်ရဲ့ဖြောင့်မတ်ခြင်းပေါ်မှာမူတည်ရာဖြစ်ပါတယ်ရှေးလုကခရစ်ဝင်ကျမ်းခန်း30ခန်းငယ်53ခန်းနဲ့52ကိုကြည့်တဲ့အခါယေရှုကမာတာမာတာတင်ဒီများစွာတော်အမှုလို၌စိုးရိမ်၍နှောက်ရှက်ခြင်းကိုခံရ၏လူတော်ရာတစ်ခုရှိ၏မာရိမှုကကောင်းသော အဖို့တို့ကိုရွေးယူ၏ ထိုအဖို့ကိုဘေတူမြားမနှုတ်မိရဟုမိန့်တော်မူ၏ဒါကတော့မာတာနဲ့မာရီရဲ့တက်တာဖြစ်ပါလေခရစ်တော်ကြွလာတဲ့အခါမာတာဟာကျွေးမွေးပြုစုပွင့်ရန်အတွက်လှုပ်ရှုံနေခြင်းဖြစ်ပါလေဒါပေမဲ့မာရီကတော့ခရစ်တော်ရဲ့မိမာတဲ့စကားတော်ကိုဒီနေ့အသက်တာအတွက်တိဆောက်လေစိတ်ဝင်စားစားနားထောင်နေတယ်ဆိုတာတွေ့ရပါတယ်ဒီနေရာမှာမာတာနဲ့မာရီရဲ့ကြွားချမှုကတော့မာတာကတော့လူမှုရေးဆိုင်ရာအင်မတန်ဦးစားပေးပြီး ေအဲ့ဝကြီးတော့ပုံကူဖြစ်ပါတယ်ဒါပေမဲ့မာရီကတော့တစ်ဖက်ကကြည့်ရင်လူမှုရေးခေါင်းပါတယ်လို့ထင်ရပေမယ့်အဓိကလိုအပ်တဲ့နိုင်ငံတော်ရဲ့ဖြောက်မှတ်ချက်ကိုရှေ့ဥစွာရှာတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာဖြစ်ပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ရဲ့အသက်တာကိုနှိုင်းယှဉ်တဲ့အခါလူတွေကတော့မာသကိုချီးမွမ်းနိုင်ပေမယ့်ခရစ်တော်ကတော့မာရီကိုချီးမွမ်းနေဆိုတာတွေ့ရပါတယ်တခါတည်းကျွန်တော်အသက်တာမှာလည်းမာသကဲ့သို့ဒီနေ့စိုးရင်ပူပန်မှုတွေရှိလေလောကကြီးရာ လောကီကြီးရာမှာ ပူပန်တော့ကရီနဲ့ဘုရားရဲ့စကားတော်ကိုမရှာနိုင်လောက်အောင်အသိရှင်တတ်ပါတယ်။နိုင်ငံတော်ဖျောက်မှချင်းကို ရှူးစွာရှာရမယ်စာနောက်မှဆိုတဲ့အရာကိုအရင်ဆုံးရှာတတ်တဲ့အသက်တာရှိတတ်ပါတယ်။ဒါပေမဲ့မာရိကတော့နောက်မှဆိုတဲ့အရာထက်နိုင်ငံတော်ဖျောက်မှချင်းကိုရှူးစွာရှာတဲ့အခါခရစ်တော်ကမာရိကိုချီးမွမ်းနေဆိုတာတွေ့ရပါတယ်။မာသမူကလှုပ်ကြွပြုစုတော်လေသူ့ကို ်များစွာတော်မူ၌စိုးရိမ်ပူပန်ကြီးရှိတယ်ဆိုတာကိုဘုရားကသတိပေးတယ်ဆိုတာတွေ့ရပါတယ်။ဒီနေ့ကျွန်တော်ကျမတို့ရဲ့တက်တာထဲမှာလည်းလူမှုရေးကဏ္ဍအနေနဲ့ဒီနေ့လှုပ်ဆောင်တမယအဲ့ဝိချီတမယကျူးစားတမယအရန်ကောင်းပါတယ်။ဒီနေ့ခရစ်တော်တွေ့ပါဝင်နာလှုပ်ဆောင်တာအရန်ကောင်းကြပါလေ။တို့တော်လေဘုရားစကားတော်ဟာကျွန်တော်ကျမတို့ရှေးဥစွာရှာသလားဆိုတာကိုအင်မတန်ရည်ကြည်တယ်ဆိုတာကိုမိမောင်းထုတ်ပြခြင်းဖြစ်ပါတယ်။တေဟာမာတာကဲ့သို့အဲ့ဝိချီကောင်းကြည်လိမ့်မယ်။ဒါမဲ့ ရှေးဥစွာရှာရမယ့်အရာထက်နောက်မှအရာကိုဦးစားပေးနေတယ်ဆိုရင်ဘုရားသခင်ရဲ့ရှေ့တော်မှာတင်ဟာချီးမွမ်းခံမဲ့သူ ဖြစ်မှာမဟုတ်ဘူးဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်။မာရီရဲ့တက်တာဖြစ်မယ်ဆိုရင်တော့နိုင်ငံတော်နဲ့ဖြောင့်မတ်ချီးရှေးဥစွာရှာမယ်ဆိုရင်တော့နောက်မှဆိုတဲ့အရာကခရစ်တော်ကပြည့်စင်ပြီမယ်ဆိုတာကိုခေါ်အပ်ပေးချင်ပါတယ်။300ခန်းကြီးစက်ခွန်ခန်းငယ်15မှာ ထိုမိုဆိုးမတီတွား၍အဲလီယတ်စကားအတိုင်းပြုတ်သည်ဖြင့်အဲလီယတ်နှင့်တကွကိုယ်တိုင်မှဆောက်၏အင်သားတို့သည်အင်သားကပတ်ကာလပတ်လုံးစားရကြ၏ဒါရဇာတရမြို့မှာရှိတဲ့မိုဆိုးမအကြောင်းလေးဖြစ်ပါတယ်ဒီနေ့ပရောဖက်အဲလီယတ်ကရောက်သွားတဲ့အခါဒီနေ့စားစရာ သူ့အတွက်အရင်လုခဲ့ပါတယ်တို့တော်လည်းမိုဆိုးမဟာလက်တဆုံနဲ့ဒီနေ့လက်တဆုံစာရှိတဲ့မုညံနဲ့စီနေခဲ့တာရှိတာဖြစ်ပါတယ် ဒါပေမဲ့ဖျားသခင်လူအလိယရဲ့စကားတော့ကိုနားထောင်ပြီးအလိယတဲ့အရင်လှုပ်တယ်ဆိုတော့တွေ့ရပါတယ်။ထို့လိုလှုပ်ချင်းအဖြစ်သူဟာအလိယနဲ့တကွသူ့အိမ်သူအိမ်သားအားလုံးဟာ အစာရခေါင်းပါတဲ့ရှင်မှာအင်တာကာလပလုံအစာရစာမပြတ်မလပဲပူချန်စွာ စားနိုင်တယ်ဆိုတော့တွေ့ရပါတယ်။ဒီနေရာမှာ အလိယရဲ့စကားကိုညှင်းဆန်လေညှင်းဆန်လို့ရပါတယ်။ဒါပေမဲ့ ဒီနေ့မုဆုံမဖြစ်တဲ့ဇာတရမြို့ကရှိတဲ့မုဆုံမဒီနိုင်ငံတော်နဲ့ဖြောက်မှချင်းကိုရှူစွာရှာတဲ့အခါနောက်မှထို့အရာဆိုတဲ့အရာဟာဖျားကပြည့်စင်ပြီးတယ်ဒီနေ့ကျွန်တော်တို့ရဲ့တက်တာမှလည်းဒီဆိုရင်စရာပူပန်စရာခက်ခဲတွေတောကတွေရှိကောင်းရှိနိုင်ပါတယ်လုံနေတဲ့အလုတ်ကအဆင်မပြေတာလည်းရှိနိုင်ပါတယ်ဒါပေမဲ့တင်းရဲ့ဘဝအတ္တမှာ နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းကိုရှူးစားရှာမင်းဘုရားစကားကိုဦးစားပေးမင်းဘုရားနဲ့အတူတက်ရှိမယ်ဆိုရင် သိကြပါလေဘုရားကတင့်ဘွားအတွက်နောက်မှထိုအရာဆိုတဲ့အရာကိုတာဝန်ယူပေးမှဖြစ်ပါလေထိုအရာဆိုတာဘာလဲတင်းအလုတ်စင်မပြင်းလဲစင်ပြေအောင်ဘုရားပြင်ဆင်ပေးမင်းတင်းအတွက်လိုအပ်နေတဲ့အခက်ခဲဘုရားပြင်ဆင်ပေးမင်းဒီနေ့တင်းအတွက်ညီးသွားနေတဲ့အချိန်မှာပြင်ဝမ်းမြောက်စံနဲ့စုံလင်စီဖို့ဘုရားကောင်းကြည့်ပေးမယ်ဆိုတာအားပြီးချင်ပါတယ်။ဒီနေ့အေလိယားရဲ့အသက်တာ ထဲကနေဒီနေ့ကျွန်တော်ကျမတို့အသက်တာနိုင်ရှင်ကြမယ်ဒီသာသနာမြို့မှာရှိတဲ့မူဆုံးမအသက်တာအဖြစ်နိုင်ရှင်ကြမယ်ဆိုရင်ဒီနေ့သူတို့တွေရဲ့အသက်တာဟာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာတဲ့အသက်တာဖြစ်ပါတယ်နောက်မှဆိုတဲ့အရာကိုဒီဥစားမပေးပေးရှေးဥစွာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဥစားပေးခြင်းကြောင့်ဘဝရဲ့အသက်တာမှာဒီနေ့ကောင်းချီးမင်္ဂလာခံစားရတယ်ဆိုတာတွေ့ရပါတယ်ထို့သူရဲ့မာသားနဲ့မာရီရဲ့အသက်တာမှာ ဒီနေ့မာရီကိုပဲရှေးဥစွာရှာတတ်တဲ့ဒီနိုင်ငံတော်ဖျောက်မှချင်းကိုဦးစားပေးတတ်သောမာရီကိုပဲချီးမွမ်းတာတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်ကျမတို့ကရှေးဥစွာရှာမယ့်အရာဒီနိုင်ငံတော်နဲ့ဖျောက်မှချင်းကိုရှေးဥစွာရှာမယ်ဆိုတာကိုခွာပေးချင်ပါတယ်။နောက်မှဆိုတဲ့အရာဟာဖျားတာဝန်ယူပေးမယ်ဆိုတာကိုဒီနေ့မိမောင်းထုတ်ပြရင်ခွာပေးနှုတ်ဆော်တိုက်တွန်းချင်ပါတယ်။